ါ weekend sport ပြည်သက်များခင်ဗျာ special တင်ဆက်နေရဖြစ်တဲ့ဒါ fighter အချူပြုကျွန်တော်တို့ target လေးတွေကိုတရချင်းစီအတွက် target ပြတ်မှတ်လေးတွေကိုကျွန်တော်တို့နှစ်ယောက်အမြဲတမ်းရွေးချယ်ပြီးတော့ season တက်ဆက်နေတာပါအဲ့ဒီ season ကနေပဲကျွန်တော်တို့ပြန်လဲကျူစုလိုက်ပါလေဒီတစ်ပတ်မှာလဲကျွန်တော်တို့နိုင်ငံပွဲကြီးပြီးသွားပြီเนาะဟုတ်ကဲ့နိုင်ငံပွဲကြီးတုံးသွားတော့ဗျာကျွန်တော်တိတ်တော့ အားမရဘူးအဓိကတော့နိုင်ငံပွဲတွေကိုအားမရတော့နိုင်ငံအသင်းပွဲတွေကိုအားမရဘာကြောင့်လဲဆိုတော့အချိန်တိုအတွင်းမှာစူးစီးကန်ကြပြီးတော့ကျွန်တော်တို့တိတ်အာရုံတိတ်မရအောင်လိပွဲတွေမှာပဲကျွန်တော်တို့ကထောက်လျှောက်ဟာ focus ထားခဲ့ကြရတဲ့အခါကျတော့အခုကျွန်တော်တို့ရဲ့အကြိုက်ဖြစ်တဲ့လိပွဲစဉ်တွေပြန်လာပါပြီအဲ့ဒီအတွက် vegan sport ပရိသတ်များအတွက်ဒီတစ်ပတ်မှာကျွန်တော်တို့တောက်ကြညအတွက်အဓိကပြစ်မှတ်ကိုကျွန်တော်တို့ပြောပါမယ်နော်တိုက်ခဲ့အဲ့တော့ဆရာရဲပါများရွေးချယ်ထားပါဒီနေ့များအတွက်ဆရာ ဆိုရင်ကျွန်တော်လာလီယာရှိမယ်ဆရာဘွန်နယ်လီယာရှိမယ်ပြီးရင်လီဂူးရှိမယ်ဒီ3ဘက်အဲလိတ်3လိတ်မှာ3ဘက်ရှိပေါ့နော်အဲ့ဒီ3ဘက်ကိုပဲအကောင်းဆုံးအနေနဲ့သုံးသက်ပြီးရွေးချယ်ပေးပါဟုတ်ကဲ့ပထမဦးဆုံးအနေနဲ့ Real Oviedo နဲ့ Espanyol ပွဲစဉ်မှာဟုတ်ကဲ့ဒီပွဲစဉ်မှာတော့ Espanyol က level 20ပြန်ပေးတာလေကိုပေါင်းကြီးက2နှုတ်30ရှုံးဒီနေ့မှာပြန်ကြည့်မယ်ဆိုရင် Real Oviedo ကဒီနေ့မှာဆိုရင်နီးပြအပြောင်းလဲပြုတ်လောက်ထားပြီးွားပြီပေါ့နော်ဟုတ်ကဲ့နီးပြတဲ့နဲ့ပထမဦးဆုံးပြန်လဲပွဲဥထွက်မှာဒီကနီးပြတဲ့ဆိုပေမဲ့လည်းသူတို့ရဲ့နီးပြဟောင်းမဲ့အရင်တော့ကစီကန်နာမှာသူတို့ play off အဆင့်ထိ ပို့ပေးခဲ့တဲ့နည်းပြပေါ့နော်ဆိုတော့ဒီနှစ်သိန်းအထိတ်တွေ့ဆုံတိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဆရာ2020 2024ကြားထဲမှာဆိုရင်6ပွဲရှိတယ်အရှင်သင်းနေအများဆုံးရက်လက်ကောင်းခဲ့ပြီးတော့ဒီ2020ခုနှစ်က VOV လို့အိမ်ခွင့်မှာ expand ညိုနိုင်ခဲ့တဲ့တစ်ချိန်ပဲရှိတယ်ဟုတ်ကဲ့ဟိုဂျန်နဲ့ဒီနောက်ဆုံး၄ပွဲမှာဆိုရင်အရှင်သင်းနေကြီးပဲနိုင်ခဲ့တယ်ပေါ့နော် VOV ဒီကဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီကဒီမှာတန်းစင်းရဖို့ရေပန်းစားသုံးအသေးနဲ့မှပါတယ်သူ့အနေနဲ့နိုင်ပွဲနှစ်ပွဲတော့ရခဲ့တယ်ဒါကဖလင်းစီရောက်အဝေးကမှ1 2နဲ့နိုင်ခဲ့တဲ့ပွဲရယ်ဆိုစီတော့1 3နဲ့လက်ရှိနီးပြတ်တဲ့တစ်ထက် ပွဲတင်မှာတော့စောက်ကြည့်အောင်မယ်ရှစ်ပွဲကစားပြီးချိန်မှာနှစ်ပွဲနိုင်တယ်6ပွဲရှုံးတာတေပွဲလုံးဝမရှိဘူးအစပန်ညိုကတော့ဒီနောက်ပိုင်းပွဲတွေမှာတော့ခြေစွမ်းအနေငယ်ပြန်ကြလာတယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့အသင်းလိုက်ကစားအပိုင်းမှာအစပန်ညိုကကောင်းတဲ့ထင်မျိုးမှာတော့ကျွန်တော်ထည့်သွင်းလို့ရတယ်အထူးသဖြင့်အစပန်ညိုရဲ့ကွင်းနဲ့ဘိုင်းတွေမှာဆိုရင်ကျွန်တော်တို့ဒါပိတ်သက်တင်နဲ့တိတ်မဆိုင်နဲ့ကစားသမားရှိတယ်လို့လက်ရှိဟိုအပေးယူချိတ်ဆက်မှာလည်းဟိုပြီးတော့အသင်းလိုက်ကစားမှာလည်းတော်တော်လေးကောင်းတယ်အစပန်ညိုနေနဲ့ကတော့ပြန်ကြည့်မယ်ဆိုရင်တော့ရီယယ်မထရီကျွန်တော်ဗလင်စီယာဂီယူနာနဲ့ နောက်ဆုံးဒီဘတ်တစ်ကိုတော့ပွဲသင်းမှာ၄ဘွက်ဆက်၅ဘွက်ပြောက်ပြီးတော့၄ဘွက်ဆက်လုံးခြေပြန့်ကျထားတယ်အဝေးဝင်ပိုင်းအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အစပန်ညိုအနေနဲ့အဝေးကွင်းမှာဒီလာလီဂါအဝေးကွင်းအနေနဲ့၅ဘွက်ပြောက်နေအောင်လက်ရှိမှာဆိုရင်၇ဘွက်ဆက်တိဖြစ်နေတယ်၇ဘွက်ဆက်တိဖြစ်နေတယ်နော်ဟိုကျနောက်ဆုံးအဝေးကွင်း၅ဘွက်ဆက်တိရောတိုက်စစ်ကကိုမရခဲ့ဘူးဒါပေမဲ့လာလီဂါပွဲတွေမှာပြန်ကြည့်မယ် အစပန်ညိုရဲ့အဝေးခွင့်လာလီကနောက်ဆုံး15ပွဲမှာဆိုရင်သူကနှစ်ပွဲအဝေးခွင့်ကနေတိုက်စစ်က5ပေါက်ပျောက်ပြီးတိုင်းမှာသူကဂိုးပြန်ရတဲ့ဇယိုက်ရှိတယ်။ပြီးတော့နှစ်ပွဲချေးကြပြီးရိုက်မှလည်းနှစ်ပွဲချေးမအောင်ပြီးရိုက်မှလည်းသူကချေးရပြန်အောင်တယ်။ကျွန်တော်ရီယယ်မထွေးနဲ့ဂီယိုနာပွဲတွေမှာဆိုရင်ဝင်ယူက draw ဖြစ်ထားတယ်။နှစ်ပွဲသလုံးချေးမအောင်ခဲ့ဘူးပေါ့နော်။ လက်ရှိအနေထားရဆိုရင်သူ့ရဲ့ဒီလာလီဂါဝေးခွင့်နောက်ဆုံး15ပွဲရဲ့ဇေယိုက်လက်ရှိအသင်းရဲ့ကစားအားနဲ့ဆိုရင်ကျွန်တော်ဒီပွဲတွေမှာအက်စပန်ယိုကိုရမဲ့ဇေယိုက်လက်ရှိလို့ကြေးရအောင်မဲ့ဇေယိုက်လက်ရှိတယ် VOV ကနေပြတဲ့နဲ့ပွဲဥထွက်လာပြီမဲ့ကျွန်တော်စောက်ကြည့်အောင်မဲ့လို့တော့ထင်တယ်ဗျဟုတ်ကဲ့အဲဆိုကျွန်တော်အက်စပန်ယိုကြိုက်တယ်ဆိုတော့ကျွန်တော်လည်းအဲအေရှာဘူကီကိုကျွန်တော်ကြည့်ကြမယ်လေအက်စပန်ယိုရဲ့ကြေးရဲ့အဲအနေထားကလည်းလက်တော်မှာကျွန်တော်တို့က level 20 level 30ပေါ့နော် level 30အနေထားမှာကျွန်တော်တို့ကြေးအောင်နေကြီးနှုံးရတယ်အက်စပန်ယိုက55.600ခန်းလို့တော့ကျွန်တော်တို့ရှိပါတယ် ဟိုခုနကကိုဆရာရဲ့တုံ့သက်သွားသလိုပဲ expansion ကလည်းဒါဟိုအဝေးကမှတော့ဒါအလုံးလှုပ်အားနှုန်းကိုပြန်ပြီးမြင်တွေ့ရမယ်အနေထားမျိုးစူးစမ်းရမယ်အနေထားမျိုးဖြစ်နေတဲ့အခါမှာတော့ခုန real of video ကလည်းဒါနိပြဟိုအပြောင်းလဲနဲ့အောက်မှာအချိန်ယူရမယ်အနေထားမျိုးပြန်ရှိလာတဲ့အခါမှာတိုက်တယ်ဗျာကျွန်တော်လည်းတောက်ကြနေအတွက်ကိုကျွန်တော်လာလီကာအတွက်ပထမဆုံးပြစ်မှတ်တစ်ခုအနေနဲ့နေတော့ကျွန်တော်တို့ expansion ကိုရွေးချယ်တင်ပါတယ်ခြေအောင်နိုင်ကြီးလည်းကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒုတိယပြစ်မှတ်အနေနဲ့ဒုတိယပြစ်မှတ်ဆရာရဲ့ဘာရေး junior ဘာလင်းနဲ့ ဘွန်နလီကလည်းကလာဘတ်ပေါ့နော် level 50ပေးထားတယ် junior ball ကဂိုးပေါင်းကြီးကတော့2ရှုံးပေါ့နော်ဆိုတော့ဒီပွဲတွေမှာစိတ်မှုပထမဦးဆုံးအနေနဲ့ကျွန်တော်စိတ်ဝင်စားမိတာကတော့ဒီဘွန်နလီကရဲ့ အအပတိုင်းပတိုင်းမှာပေါ့နော်တောက်ကြညတွေမှာအပြန်နဲ့သွင်းကိုမမြင်ခဲ့ရနောက်ဆုံး၄ပတ်ဆက်ရှိသွားတယ်ဟုတ်လားဟောဆိုတော့ဒီညမှာအပြန်နဲ့သွင်းကိုမြင်ရမယ်လို့ပထမဆုံးအနေနဲ့ဒီ၅ချိန်မြောက်လောက်ထိတော့အပြန်နဲ့သွင်းကိုပျောက်သွားမယ်ပုံစံမျိုးတွေမှာတော့မထည့်ကျင်ဘူးဆရာရဲ့ပြီးတော့ဒီနေ့တိတိတိတွေ့ဆုံမှုတွေမှာပြန်ကြည့်မယ်ဆိုရင်၁၂ပွဲမှာဒီ Union Berlin က၆ပွဲနိုင်တယ်၃ပွဲတည်နေတယ်၃ပွဲပဲဂလာဘတ်နိုင်ခဲ့တယ် Union Berlin အိမ်ကွင်းမှာဂလာဘတ်ကိုလက်ခံကစားခဲ့တဲ့ပွဲတွေမှာတော့ပြန်ကြည့်မယ်ဆိုရင်၆ပွဲမှာ၄ပွဲနိုင်တယ်၁ပွဲတည်နေတယ်ဂလာဘတ်၁ပွဲပဲနိုင်ခဲ့တယ်ဂလာဘတ်နိုင်ခဲ့တဲ့ပွဲတွေကဒီ၂၀၂၅နှစ်လပိုင်း၁၅ရက်နေ့မှာနိုင်ခဲ့တာ နောက်တစ်ချက်ထူးခြားတာကယူနီယံဘာလင်အိတ်ကွင်းမှာကလာဘက်ကိုလက်ခံကစားခဲ့တဲ့နောက်ဆုံး၅ဘွတ်ဆက်ကအပြတ်လန်သွေးကိုရင်နဲ့ဖျော်ဖြေထားသလိုနောက်ဆုံး၄ဘွတ်ဆက်က2ပိုက်ဖက်ဝင်ယူအထက်ဖြစ်ခဲ့တယ်။ဒီနေရာမှာယူနီယံဘာလင်ကထိုးပွဲရနည်းနည်းလေးကြိုက်ကျင်စရာဆိုပေမဲ့ကျွန်တော်ကဘော်လီကိုရှောင်ကျင်တယ်အပြတ်လန်သွေးကိုမြင်ရမယ်ထင်တယ်။ နောက်တစ်ချက်ပြန်ကြည့်မယ်ဆိုရင် Junior Berlin ရဲ့ဒီကျွန်တော်2025မှာကစားခဲ့တဲ့အိမ်ဝင်းပွဲတွေမှာဆိုရင်သူ့အနေနဲ့တိုက်စစ်ကနှစ်ပွဲဆက်ထိဂိုးပေါက်ပြောက်ခဲ့တာမရှိဘူးလို့ပြောလို့ရတယ်ကျွန်တော်ဒီ Osberg ကိုပြီးခဲ့တဲ့ဒီ2025တလပိုင်းမှာဆိုရင် Osberg ကိုဂိုးမသွင်းနိုင်ခဲ့ဘူးနောက်ပွဲတွေမှာ Mainz ကိုဂိုးပြန်ရခဲ့တယ် Leipzig ကိုဂိုးမသွင်းနိုင်ခဲ့ဘူး Gladbach ကိုဂိုးပြန်ရခဲ့တယ် Austrian ကိုဂိုးမသွင်းနိုင်ခဲ့ဘူး Bayern Munich ကို1-1နဲ့ဂိုးပြန်ရခဲ့တယ်ဒီရာသီမှာဒီရာသီမှာပြန်ကြည့်မယ်ဆိုရင်လည်းဒီပြီးခဲ့တဲ့ရာသီပိတ်ပွဲတွေမှာ Heidenheim ကို0-3နဲ့ရှုံးတယ်ဒီရာသီမှာ Stuttgart ကိုဂိုးပြန်ရခဲ့တယ်နောက်ဆုံးဖမ်းပတ်တဲ့ပွဲတွေမှာဂိုးမရှိသေးတဲ့ ကဒါလည်းသူ့ရဲ့ဈေးရဆိုရင် Union ပါလင်ကိုးပြန်ရမယ်ဈေးရရှိရပေါ့နော်ဆရာအဲနောက်တစ်ချက်ဒီမှာပြန်ကြည့်မယ်ဆိုရင်လည်းဂလာဘက်ရအဝေးဝင်ပွဲတွေမှာလည်းဂလာဘက်ကလည်းဟုတ်တယ်အဝေးဝင်ပွဲတွေမှာ तू ကဂိုးမပေးခဲ့ရတဲ့ပွဲစဉ်ဆိုတာ तू အနေနဲ့ဒီ Hidden Hand ကို0-3နဲ့နိုင်ခဲ့တဲ့ပွဲတွေမှာရှိရဲ့ကျန်တဲ့ပွဲစဉ်ဒီ14ပွဲမှာဆိုရင် ဂိုးကြီးဂိုးတွေတောက်လျှောက်ပေးကြရတယ်သူဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲတင်ကလည်းဒီနေရာမှာပြတ်ကြည့်မဆွေးနှစ်ပွဲလားပဲရှိရဆရာဒါကဒီယာဒီမှာပဲဖြစ်ခဲ့တာဘိုင်ဟိုဒီဟိုပြီးခဲ့တဲ့ယာဒီမှာဘိုင်မြူနစ်ကိုတူးစီးနဲ့ရှုံးခဲ့တဲ့ပွဲတင်ရဲ့ဒီစတုတ်ဂတ်ကိုဂိုးမသွင်းနိုင်ခဲ့တဲ့ဝမ်ဒီနဲ့ပွဲတင်ရဲ့ကျန်တဲ့ပွဲတင်တွေမှာဂိုးလည်းသွင်းဂိုးလည်းပင်စရိုက်ရှိတယ်လို့ဒီဘွန်နလီကာအနေနဲ့ပြတ်ကြည့်မဆွေးနောက်သူ့ရဲ့ဟိုပြောရမဆရာ ဂိုးပေါ်ပွဲတွေကနည်းနည်းလေးပုံများရယ်လို့ပြောရမှာပေါ့ကျွန်တော်ကတော့ဒီလိုချင်းအပြည့်နဲ့ twin ဂိုးတဲ့ဟုတ်ပါယူနီယံမာလီယာနဲ့တိုက်စစ်ကတော့ဂိုးသွင်းနိုင်တဲ့အနေအထားရှိတယ်ဆိုခန်စစ်ကလည်းဂိုးပြန်ပေးရဂလာဘက်ကလည်းတော်တော်မှဟိုနိုင်ွယ်တော်တော်လေးပျောက်နေတဲ့အသင်းအဝေးဝင်းမှာဆိုရင်အဓိကပို့ပြီးနောက်ဆုံး၅ပွဲဆက်လောက်ဟိုအဝေးဝင်းမှာနိုင်ွယ်ပျောက်နေတဲ့အသင်းဆိုတော့သူကလည်း အဝေဝင်နိုင်ဝပြန်ရှာမယ်အတင်းအနေထားမှာနှစ်လုံးအရှုံးဖြစ်နေတဲ့အေရှားပူဂီရဲ့ဂျေးတန်းမှာဟုတ်ဂိုးပေါင်းပေါ့နော်ဂိုးပေါင်းရဲ့ဂျေးတန်းမှာတော့ဒါဂိုးပေါ့အဂျေးအောင်တန်းဂျေးရတယ်ဒါ51တသမ5လောက်တော့ရှိတယ်ရှိတယ်ဆိုတော့အဲ့အနေထားမျိုးမှာတော့ဒီပွဲစဉ်ကတော့ ဟိုသူတို့နှစ်သိန်းရဲ့နောက်ဆုံးရဲ့တွေ့ဆုံမှုရဲ့6ချိန်မှာလဲအပြန်လည်သွင်းခုမရှိတဲ့ဟာတစ်ချိန်လောက်ပဲရှိတယ်။ကျန်တဲ့9ချိန်ဆက်ကလည်းအပြန်လည်သွင်းခုမြင်ရတယ်ဆိုတော့ဘာလင်ကလည်းတိုက်စစ်မဆိုးလောက်။ဆိုးလာတဲ့အနေအထားမှာလို့ဂူရနိုင်ဖို့တော့များတယ်။အဲတော့ဂူလည်းပြန်ပြီးဟပ်ဖို့များတယ်။ဘန်နလီကာရဲ့နောက်ဆုံးလီဗာဆလောက်လီဗာစပင်းနေလို့ခုနကဆရာရဲ့ပြောသလိုဒီတောက်ကြညမှာနောက်ဆုံးဟိုဟိုလီဗာလီဗာဆလောက်တိကိုဒီလိုဖြစ်နေတဲ့ဒါကခုနဟိုကလင်နာကြပုံစံနဲ့ဆိုရင်တော့ဒီဘွဲစင်ကကျွန်တော်တို့ဂူပုံကို ရွေးချယ်လိုက်မယ်အဲ့တော့ကျွန်တော် fighter ရွေးတဲ့ဒုတိယပြစ်မှတ်ဖြစ်ကျွန်တော်တို့က club club union bar နဲ့ club ကိုကျွန်တော်ဂိုးဘောရွေးချယ်တယ်တတိယအနေနဲ့ PSG နဲ့ Sarawak ဘောပေါ့နော်လက်ရှိမှာတော့ PSG ကဝမ်းရှုံပေးထားတယ်ဂိုးဘောကြီးတော့၃လုံး90ရှုံ Sarawak ဘောနီးပြတင်ထိတ်တဲ့တွေ့ဆုံမှုမှာတော့ဒီပြီးခဲ့တဲ့ရာသီမှာတော့တချိန်စီအနိုင်ရထားတယ်ပေါ့နော်ဒီနီးပြတင်ထိတ်တဲ့တွေ့ဆုံမှုမှာတော့လက်ရှိကျွန်တော်ပြန်ကြည့်မယ်ဆိုရင် Sarawak နဲ့ PSG ကတော့အရန်ကွာခြားတဲ့အနေအထားမျိုးမှာရှိတယ်အစင်လာပိုင်းက2000ခုနှစ်ကနေပြီးတော့ဒီပြီးခဲ့တဲ့ရာသီအထိမှာဆိုရင် PSG က16ကြိမ်ကြီးနိုင်ထားတယ်6ကြိမ်သေးရေးပဲ Sarawak က3ကြိမ်ပဲ ိုင်ခဲ့တယ်ဒါပေမဲ့အပေါ်သေးတဲ့အနေနဲ့သူ့အနေနဲ့အောင်လာကြတော့တော်တော်လေးနေတယ်လို့ပြောလို့ဟိုက strap ကခံကစားနိုင်တယ်နော်ဟုတ်နော်ဟုတ်သူကဟိုအခုလက်ရှိမှာလည်းပြန်ကြည့်မယ်ဆိုရင် PSG ကိုအကောင်းဆုံးဖိအားပေးနိုင်တဲ့ league အသင်းထဲမှာဆိုရင်မာဆေးနဲ့သူ့ကိုထည့်ရမှာထည့်ရအောင် line line ရယ် strap ရယ်မာဆေးရယ် PSG ရယ်ဒီအသင်းတွေက15မှတ်စီရထားတယ်လက်ရှိကျွန်တော်တို့ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ ဒီလီဂူးမှာဆိုရင်တိုက်စစ်ကဒီ PSG ထက်တော့သူကတကိုးပိုသားနေ PSG ရဆိုရင်ဒီ73ကိုးပဲရသေးတယ်အဆရာဘော14ကိုးရတာလေခန်းစစ်ပိုင်းမှာဆိုရင် PSG က9ကိုးပဲပေးခဲ့ရတယ်ဒီကောင်ခွနကိုးပဲပေးခဲ့ငါကတည်းကအစင်3လောက်ကြီးတက်ပြီးတော့15မဲ့တပတ်ပဲကွာနိုင်တယ်ဆရာဘောကတော့အထင်သေးလို့လို့မြင်အောင်ဟုတ်တယ်နော်ဘာလို့ဆိုတော့လက်ရှိ PSG မှာဆိုလဲအဓိကကစားသမားတွေလို့ပြောလို့ရတယ် Fabian Ruiz, Dembele, ကျွန်တော် Nives ဒီ3ယောက်ပေါလုံးဝမပါနိုင်ဘူးလို့ပြထားရပေါ့နော်လက်ရှိမှာပေါ်ဖို့မတည်ကြတဲ့မှာပြန်ကြည့်မယ်ဆိုရင်လဲဒူရဲတို့ဘာကူလာတို့ဘာဝင်းဟိုစတိုရှိရဲဆိုတော့ PSG မှာ ဒီနေ့မှာဆိုရင်အဓိကကစားသမား6ယောက်လောက်ကမပါနိုင်တဲ့အနေအထားမျိုးပတ်ဝန်းကျင်မတည်ကြတဲ့အနေအထားမျိုးတွေမှာတွားရောက်နေခါကြတော့ဟိုလက်ရှိလီဂူးမှာဆိုရင်လောကအောင်ကောင်းနေတဲ့ဆရာဘို့ရှင်ဖို့ဆိုတာနည်းနည်းလေးတော့ခက်ခဲမယ်လို့ထင်တယ်ဒီနေရာမှာဆရာဘို့ကိုရခဲ့လို့ရှင်လေ PHG အိတ်ကွင်းဆိုတဲ့ပုံစံမျိုးနဲ့ PHG လိုအသင်းမျိုးဆိုတာကအ ਨੇ စုပြိုင်ဘက်ကိုနှစ်ခုသင်းထားတဲ့တွင်းနိုင်တဲ့တိုက်စစ်မျိုးဆိုပေမဲ့လက်ရှိအစုအဖွဲ့ပြတ်နေတဲ့အချိန်မှာကျွန်တော်ကတော့ဒီနေရာမှာ ပြည့်ကျေလုံဆုံး2ခိုးလောက်ရပြီးတော့ဒီ strawbo က2ခိုးလောက်ပဲရမယ်လို့ထင်တယ်2ခိုးလောက်ရမယ်လို့ထင်တယ်ထေကြသွားရင်လည်းအန်ဟောစရာမရှိဘူးလက်ရှိ strawbo ကိုပြန်ကြည့်ပြန်တော့လဲဘယ်လိုသင်းမျိုးမဆိုသူကတိုက်စစ်ကဂိုးရနေရပုံစံမျိုးမှာတွေ့ရတယ် strawbo ကနောက်ဆုံးပွဲစဉ်အန်ငါးဆိုတော့5-0အန်ငါးဆိုတာကျွန်တော်တို့တော့တခါပြောဘူးပါလေပြင်းသစ်လေးခုမှချိတ်အောင်ဆုံးအသင်းတော့ဟောအန်ငါးကြာသွားခံစစ်အကောင်ဆုံးအကောင်ဆုံးကကြာသွားတယ်အော် PSG ကနောက်တစ်ချက်ဒီမှာကျွန်တော်ထပ်ပြီးကြည့်ရတယ်လို့သူ့အိတ်ကွင်းမှာပေါ့နော်ဆရာဘောကိုလက်ခံကစားခဲ့တဲ့နောက်ဆုံး24 လေးနှစ်တာကာလာတွင်နောက်25နှစ်တာကာလာတွင်မှာသူကအိတ်ခွေးမှာနှစ်ပွဲကြည့်အောင်ပြီးရမှာပြန်ခွာတယ်ဆရာရဲ့ဟုတ်ကဲ့ဟိုဒီမှာပြန်ကြည့်မှာဆိုရင်ကျွန်တော်2000 2008မှာဆိုရင် draw တစ်ပွဲအောင်တစ်ပွဲပြီးရင်နောက်တစ်ပွဲမှာပြန်ခွာတယ်ပြီးရင်2020 2021မှာဆိုလဲဒီ အနှစ်ဘောဆက်အောင်ပြီးတော့နောက်ဘောဆက်မှာတူးဝင်ယူနဲ့ပြန်ခွာတာ2-1နဲ့လက်ရှိနောက်ဆုံးနေရာဒီဆက်အိမ်ခွင်းမှာဆိုရင်တော့ကျွန်တော်3-4-2နဲ့အောင်ပြီးတော့ဒီဘောသူ့ရဲ့ဇယားရဆိုရင်ပြန်ခွာမဲ့ဇယားမျိုးလဲမှာကျွန်တော်ထည့်လို့ရလက်ရှိကစားအားရလဲကျွန်တော်စတာဘောကိုကြိုက်တယ်စတာဘောကလက်ရှိလီကူးရဲ့ကြီးအောင်ဆုံးအသင်းအသင်းတင်နေရမှာနော်သူက9ဘောကစားပြီးအချိန်မှာ6ဘောပဲကြီးအောင်လဲ2ဘောပဲကြီးကြတာတယ်5ဘောကြီးအပြစ်အောင်တာပြီးတော့ တူအောင်ဆုံးပေါ့နော်85ဒသမ87ရာခိုင်နှုန်းကြီးရောရှိတယ်။ဟာမဟုတ်ဘူးနော်။ကျွန်တော်အောက်ကအသင်းတွေရောက်မှာပဲ87 43ပဲရှိရဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာဆွတ်ထားပေါ့အားပေးတာ။ဆရာဆရာရေးအဲ့ဒီ step အရာအနေထားပဲဒါသူထားပါတော့နော်ကျွန်တော်ဒါ step အရာအနေထားကျွန်တော်ပြောတဲ့အခါမှာကျွန်တော် Asia Bubble အရာဒါတလုံးရှုံးကြီးတော့ကိုဟို PSG ကပေါက်ပေါက်ထားပေါ့ပေါက်ထားတဲ့ဆိုင်ကဆရာရေးခုန step အနေထားရအောင် PSG နဲ့ဂျေးအောင်နိုင်ကြီးနှုံးနဲ့ ော်ရွာဘုံကလည်းပါခန်းစစ်ကစားပုံကောင်းတယ်တဲ့နောက်ဆုံးသူ့ရဲ့ဟိုနောက်ဆုံး9ပွဲပေါ့နော်လိနောက်ဆုံး9ပွဲပြီးရင်ရွာဘုံကအဲ့လိုနှစ်ပွဲရှုံးရင်ဟိုပြန်နိုင်ပြန်ပြန်ပြန်နိုင်တယ်နှစ်ပွဲရှုံးပြန်နိုင်တယ်နောက်ဆုံးမှအန်ကားစကိုသူနိုင်တာဟိုရှင်းနှစ်ပွဲရှုံးပြီးတော့အန်ကားကိုပြန်နိုင်ထားလဲဆိုတော့အခုဒီတပွဲကလည်း သူ့ရဲ့ကလင်တာကြောက်ဆိုရင်တော့ပြန်နိုင်ရမယ်အနေအထားမျိုးဒါပေမဲ့ PSG လိုအသင်းလိုတော့သူတည်ရတော့ခံစားနိုင်တယ်ဗျတလုံးရှုံးကြီးမှာတော့ကျွန်တော်တို့က Strabo မနေရဲစရာအကြောင်းရှိအဲ့တော့ကျွန်တော်တို့တောက်ကြနေတဲ့အတွက်ကိုကျွန်တော်တို့ပြတ်မှတ်သုံးခုကျွန်တော်ပေးလိုက်ပါတယ်ဟိုဒါ Fighter အကျိုးပြု Target သုံးခုပထမတစ်ခုကကျွန်တော်တို့ကဗာလေ Espanyol ဟုတ်ပါဘူးဒုတိယပြတ်မှတ်တစ်ခုကကျွန်တော် Mochan Gala ဘက်ကို Goal ball ဟုတ်တတိယတစ်ခုအနေနဲ့ကျွန်တော်တို့ပြင်သစ်လီဂူပွဲစဉ်တွေက PSG နဲ့ Strabo ကို Strabo ကိုရွေးချယ်လိုက်ပါအားလုံးပဲအောင်ပါစေဗျာ Thank you.